မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အောက်တိုဘာ25ရက်နေ့ညရရှိထားတဲ့ဒီနေ့ကိုကျမအခုမင်ဂျီလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင် KI ဝအစိုးရအုပ်ချုပ်ရာဒေတာမှာဖွင့်လှစ်တင်ကြားနေတဲ့ကချင်ပြည်နယ်ဘာသာရေးစုံတက်ကတိုလ်ကျောင်းမှာ65နှစ်မြောက် KIO နေ့ကိုဂုံပြူဒီအနေဖြင့်ဘလုံးပွေးကိုကျင်းပပြုလုပ်ကြောင်းတရားပါတယ်။ယခုလိုပြုလုပ်ရသည့်ရည်ရချက်ဟာအချင်းတော်အတွင်ပညာသင်ယူနေသောကျောင်းသားများတယောက်နဲ့တယောက်ချစ်ခင်ရင်းနှီးမှုပို့ပြီးရရှိရနေမြို့ချစ်ပြချစ်တော်ကျောင်းသူကျောင်းသားများဖြစ်လာစေရန်ရည်ရွယ်လျက်ပြုလုပ်ကြောင်းကျောင်းဦးဆရာကြီးဒေါက်တာအောင်နိုင်သူပြောပြချက်အရာတရားပါတယ်ရှင်။သူတို့ကိုသူတို့ဒီဒီမဲ့တက်တဲ့အဝေးတင်ဟိုမှာဒီ intensive လို့ခေါ်တဲ့ဒီအဝေးတင်မဲ့တက်တဲ့ အားလုံးဟာအတူတူပဲเนาะအမှန်တော့ equal equality ပေါ့เนาะចောင်းလူចောင်းသားတိုင်းက equality ဖြစ်ရမယ်ဆိုရဲအဲရွေချက်နဲ့เนาะအဲသူတို့ကလည်းចောင်းလူចောင်းသားပဲခဏလေးလာတက်ရပြီမယ်ဒီ KSCU ရဲ့เนาะចောင်းလူចောင်းသားပဲဆိုတာအဲဒါသူတို့ကိုအဲသူတို့ရဲ့စိတ်ထဲမှာအဲ့လိုမျိုးကိုရသွားစေခြင်းတယ်เนาะအဲ့ဒါကြောင့်မို့အားလုံးဒါအားလုံးပေါ့เนาะရက်တူတူလေးအသွင်မှာရတဲ့အချိန်လေးမှာဒီအမျိုးသားအမျိုးသမီးပေါ့เนาะအဲဒါအားလုံး ဘောလုံးပြိုင်ပွဲကိုကျင်းပခြင်းဖြစ်တယ်เนาะအဓိကတော့ဟိုသူတို့ကိုသူတို့လည်းဒါအကြောင်းသူကြောင်းသားတွေရပိုင်ခွင့်ပေါ့နော်ကချင်ပြည်နယ်ပြည်ညာရေးစုံတက်ကတူ KSCU ကျောင်းဟာ KO အစိုးရမှတဝင်းယူဖလစ်ထားတဲ့ကျောင်းဖြစ်ပြီးနိုင်ငံရေးအမျိုးမျိုးကျောင်းတက်ကတူစမတက်နိုင်တော်ကျောင်းသားများပညာသင်ယူနိုင်ရန်အဓိကရည်ရွယ်လျက်ဖလစ်တာဖြစ်ပါတယ်ရှင် KSCU ကျောင်းမှာစေတန်းစနစ်ဟောင်းဖြစ်ဆိုလို့တော့ ကျောင်းသားများကိုလည်းယခုစတဲ့နှစ်တွင်နောက်ဆုံးလက်ခံဖြေဆိုမှုပြုလုပ်ပေးလျက်ရှိကြောင်းလည်းသိရပါတယ်ရှင်။ကချင် substate မှာနေထိုင်တဲ့ကချင်လူမျိုးများအလုံးပါဝင်တဲ့ substate အမျိုးသားလွတ်တော်မှကြီးမှုကျင်းပတဲ့အစည်းအဝေးကိုနမ်တောင်မြို့တွင်အောက်တိုဘာလ23ရက်နေ့မှ23ရက်နေ့အထိကျင်းပခဲ့တယ်လို့သိရပါတယ်။အဆိုပါအစည်းအဝေးတွင် substate မှာနေထိုင်တဲ့ကချင်လူမျိုးများ အနာဂတ်နှင့်မိမိဒေတာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအခြားအရေးကြီးကိစ္စရပ်များကိုအဓိကထားဆင်နွှဲခဲ့ကြောင်းကော်မတီများမှတီးရပါတယ်ရှင် အစည်းအဝေးတွင်ကံဦးမြောက်ပိုင်းခရိုင်ဘိုဟိုကော်မတီဥက္ကဋ္ဌဒုဥက္ကဋ္ဌနှင့်မုံမြင့်စလီအမျိုးသားလွတ်တော်အတီတီမှတာဝန်ရှိသူများဌာနဆိုင်ရာမှတာဝန်ရှိသူများအမျိုးသမီးရေးရာများနှင့်လူငယ်များအားလုံး52ရောက်ပါဝင်ပြီးစီခဲ့ကြောင်းလည်းတီးရပါတယ်ရှင်နာဆင်ခဲ့ကြတော့မြပပီသူများအားလုံး ကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစီရှင်။